ျွန်တော်နာမည်ကတော့ DD ဖြစ်ပါတယ်။ကျွန်တော်ဒီ CIDF မှာပေါ့နော်။မဟာဗျူဟာ Project Team Leader တယောက်အနေနဲ့တော်ဝင်ထမ်းဆောင်နေတယ်။ကျွန်တော်ဒီ CIDF မရောက်ခေကအရေကမြန်မာတက်မတော်လေးပါတော်ဝင်ထမ်းဆောင်ခဲ့မှုတယ်။တက်မတော်လေးပါထောက်ဖို့နေရင်ပေါ့နော်။ Page 1900 D တဲ့ဖို့ဆောင်ရေးအုပ်အမ66အုပ်မကွေးပါနောက်ဆုံးတော်ဝင်ထမ်းဆောင်ခဲ့တယ်ပေါ့။စီတန်လုတ်ပြီးပေါ့နော်။ဒီမှာရောက်လာတဲ့အချိန်ပါ Project ဆိုတော့ကြောပြောချက်ကထုတ်လို့ရည်ရည်လုပ်တယ်ဒီလက်နက်တွေပြည့်စင်တယ်ပြီးတော့ဒီပုံမျိုးမျိုးလက်နက်ကြီးအမျိုးမျိုးဒီတွေထုတ်လို့ပြီးတော့ရှေ့တန်းမှာတုံးတယ်ပေါ့နော်ရှေ့တန်းမှာ60 80 40အစရှိတိဖြစ်ပေါ်တော့ပြီးတော့အီနာကာ drone ဘုံနဲ့ကျွန်တော်တို့တိုက်ပွဲတွေကိုဒီ project team ကနေပြီးတော့ပါဝင်ပြီးတော့လက်လုပ်ဒီဘုံကြီးတွေနဲ့တိုက်ပွဲတွေဝင်ခဲ့တယ်ကျော်စင်တဲ့ကိုရောက်ပြီးတဲ့နောက်ပိုင်းဒီ project team နေနေပေါ်တော့ဘယ်မောက်ဆိုးတီးပွဲတော့မနစ်ကပေါ်တော့မနစ်က7လပိုင်းမှာတီးပွဲမှာကျွန်တော်တို့ စပြီးတော့တိုက်ပွဲဝင်တယ်အဲမှာကျွန်တော်ဘုံသီးဆိုရင် drone ဘုံသီးဆိုရင်အလုံး300လောက်ကိုကျွန်တော်တုံးခဲ့တယ်အဆင်ပြေတယ်ပေါ့အဲဒါပထမတိုက်ပွဲတစ်ပွဲပြီးတော့ဒီဒုတိယတိုက်ပွဲတစ်ပွဲပါဆိုလဲ virus scan တိုက်ပွဲအဲမှာလဲကျွန်တော်ဘုံသီးကအမှားတော့ပွဲအခြေကြီးကအလုံး90လောက်တုံးဖြစ်တယ်ပေါ့နော်အလုံး90တုံးတယ် virus scan ကိုရခဲ့တယ်ဒီနောက်ဆုံးတစ်ပွဲပေါ့နော်ကလေးငယ်ထဲမှာရှိတဲ့ရေကြီးအောင်စခန်းသိမ်းတိုက်ပွဲမှာရက်20လောက်ကိုကျွန်တော်လက်လုံး80 60နဲ့ကျွန်တော်နေ့မနာညမနာပြစ်တယ် ။တနေ့ကိုကျွန်တော်အလုံး20လောက်ပြစ်တယ်။အဲ့တော့ကျွန်တော်တလာနေနေဆိုရက်20ကျော်ကျော်ကျွန်တော်ပြစ်တယ်တတိယအနည်းဆုံးအလုံး20လောက်ပြစ်တယ်အဲ့တော့ဘယ်လောက်ရှိတော့မလဲဆိုတော့အလုံး40 50ရနေပြီးတော့80 100လောက်ထိပိုပြစ်တယ်ဒါတကယ်ပွဲရကြလေပို့ပြီးတော့ပြရလေပဲ project လုပ်တယ်ဆိုတာကဒီ mine တွေဘုံတွေထုတ်တယ်ဆိုတာကကျွန်တော်အရင် CDM မလုပ်ခဲ့ဘောနော်ဒီတက်ပြီးတော့မှထောက်ဝင်ထမ်းဆောင်တဲ့အချိန်မှာဒါတွေကလုပ်ဖို့တဲ့အရာမဟုတ်ဘူး တက်ဘလော့ထဲမှာဆိုတော့ဒီတက်ဘလော့ကကွယ်ပစ္စည်းထုတ်လို့ရစက်ရုံနော်ကပ္ပစရိုင်းထုတ်တဲ့ဒီပုံသီးတွေကိုနော်နိုင်ငံတော်အစ်စ်ပြီးပုံသီးတွေကိုပဲတုံးအတုံးပြူတယ်လက်လုတ်ပုံသီးတွေတုံးစရာမလိုဘူးဒီနိုင်ငံတကာနိုင်ငံတော်ရဲ့တက်ဘလော့အနေနဲ့အားရလုတ်စရာမလိုဘူးအခုမှာဒေါ်ဒီတော်လည်းကာလာပါဆိုတော့အားလုံးကဒီတူကနေပေါက်ဖွာလာတဲ့တော်လည်းရဲဘော်တွေဒီပဲစုဝေးပြီးတော့ဗောနော်ဒီမတရားအာဏာသိမ်းတာဗောမခံနိုင်လို့နော်အဲဒီအကြောင်းသားလူငယ်လူကြီးကလေးမရွေးဗောနော်ကျတော်တို့ဒီ ဝန်ထမ်းတွေမျိုးအားလုံး CDM တွေလုတ်တယ်စန္ဒတွေပြတဲ့ CDM တွေလုတ်ပြီးတော့ဒီတော်ရဲပါပေါ့နော်အစာဆေးရဲ့အနေဆေးရဲ့ခံပြီးတော့ဒီမတရားအာဏာသိမ်းတာကိုကျွန်တော်တော်လန်နေကြတယ်။ဘာအခက်အခဲရှိလဲဆိုတော့ဗောနော်ဒီ project မှာအရေးအဆုံးကတော့ထုတ်လုပ်ရေးပိုင်းပါကြွချင်မှုလိုအပ်တယ်။ကြွချင်မှုလိုအပ်တယ်ဆိုတော့ဒီမိုင်းတွေဘုံတွေထုတ်ခဲ့ချေပါမတော်တဆဖြစ်သွားခဲ့ရင်ကျွန်တော်အသက်ပါဆုံးရှုံးသွားနိုင်တဲ့အနေအထားတွေရှိတယ်။အဲ့အတွက်ကြောင့်ကျွန်တော်အရေးကလက်လုတ်လုတ်တယ်အခုနောက်ပိုင်းကျတော့မိပညာတွေနည်းနည်းပါးပါးပြန်ထည့်လာတယ်။ ဒီချိန်မှာကြောကျင်မှုတွေမကတော့ဘူးနေပညာပိုင်းဆိုင်ရာတွေမှာပါတဲ့အချိန်မှာပြည်သူရဲ့ပံ့ပိုးမှုပြည်သူတွေအားလုံးပါဝင်ဥပောင်းမှုလိုအပ်တယ်အခုဒီတော်ထဲမှာရောက်နေတဲ့အဓိကကျွန်တော်တို့ sporting ပေးတဲ့ပြည်သူတွေနေတဲ့ကျွန်တော်တို့ဒီတော်လန်ရေးမှာဖက်ဖက်ကဏ္ဍအတိအကျမှာလှောက်ဆောင်နေတဲ့တော်လန်ရေးရဲဘော်တွေကိုဒါထောက်ပံ့ပေးဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီထုတ်လို့ရေးပါဆိုလဲဒီတိုင်းပဲဒီတိုင်းလက်လုတ်ဆိုပေမဲ့တမန်ငါရှန်ကာလာအဲ့လိုပဲပြောရမယ်ဒီလုတ်ချင်တိုင်းလုတ်လို့မရဘူး လက်လုပ်တွေပါခုနကတော့မတော်တဆနေပြီးတော့ကျွန်တော်ပြောပြောနေတယ်မတော်တဆအယောမရောက်ဆိုတဲ့ဟာမျိုးပေါ့နော်မတော်တဆလေးစဖြစ်သွားတယ်အသက်ပါဆုံးရှုံးသွားနေတာအသက်ဆုံးရှုံးသွားတယ်ဆိုရင်အယောကတော့လုံးဝရနိုင်မှာမဟုတ်ဘူးပေးလဲပေးနိုင်မှာမဟုတ်ဘူးအဲ့တော့ကြောင့်အဒီမတော်တဆမှုတွေနေပါအောင်နေပါအောင်တချို့ရဲချက်တာလည်းဖြစ်ဖြစ်ဘုံကြီးဆန်းတာလည်းဖြစ်ဖြစ်ကျွန်တော်အကာအကွယ်အတွက်လိုအပ်မဲ့ကြီးကားလေးရှိမယ်ဒီပညာလေးရှိမယ်ချာဆိုတော့စက်ပစ္စည်းကောင်းကောင်းလေးတွေဝယ်ဖို့အတွက်ဘတ်ဂျက်ပဲအဓိကတော့အဲဒီပစ္စည်းလေးတွေဝယ်နိုင်မယ် ထုတ်လို့ခြင်းနဲ့ဟောင်းကောင်းကောင်းလေးထုတ်လို့နိုင်မယ်စမ်းတက်တဲ့အခါမှာလည်းလူလူချုံချုံနဲ့စမ်းတက်ရအောင်ကုကြီးထောက်ပံ့မွေပေါ့အားရလေလိုအပ်တယ်တိုက်ပွဲမှာလုံလုံလောက်လောက်တုံးနိုင်ဖို့အတွက်ထုတ်လို့ရလုပ်ဖို့လိုရယ်ဆက်လက်ပြီးတော့ဒီတုံးတဲ့တာကာလတွေကအာနာရှေတော်လန်ကြီးပြည့်ပြည့်ချင်းအထိတို့တို့အနောက်ကနေပြီးတော့မမမမရက်တည်ပြီးတော့ထောက်ပံ့ပေးကြဖို့ဆက်လက်ပြီးတိုက်တွန်းလိုတယ်ပြီးတော့ဒီတုံးတဲ့အတွဲမှာလည်းတို့ကိုအခုလိုမျိုးတော်လန်ကြီးကိုပေါ့နော်ခရီးပေါပေါရော့ရော့တောင်းနိုင်အောင်ထောက်ပံ့နေကြတော့ ကေရေဒီပတမကနေရာရဲ့တိတိမှရှိကြတဲ့ညီကိုမောင်နှမဦးဦးတော်တော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ထောက်ပံ့ပါဝင်ပေးကြပါဦးဘောနော်ဒီတော်လည်းကြီးပြီးသွားတဲ့အချိန်မှာလဲကျွန်တော်အခုဝန်ထမ်းဘောနော်ဒေတာပရောတာစစ်မှုထမ်းတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတော်လည်းကြီးပြီးရင်ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာကိုကျွန်တော်တွေးတယ်ဒါပေမဲ့တွေးတယ်ဆိုမှမတွေးဘူးဘာဖြစ်လို့မတွေးလဲဆိုတော့ကျွန်တော်ဒီတော်လည်းကြီးလုပ်နေတာကိုစစ်ပွဲထဲမှာရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်က တော်လည်းကြီးကိုပြီးတည်ထိကျွန်တော်တို့ဆက်သွားနိုင်မလားမသွားနိုင်ဘူးလားမိမိရဲ့အသက်ကိုမိမိကအမခါချက်မရှိဘူးနော်တိုက်ပြကြအောင်ငါတို့တော်လည်းပြီးအောင်ဘယ်လိုလုပ်မလဲနေ့တိုင်းဘယ်လိုတိုက်ပွဲဝင်မလဲပဲတွေးနိုင်တယ်အဲ့တော့တကယ်လို့တော်လည်းပြီးသွားခဲ့ပြီဆိုရင်လည်းဖရားရဲ့အလိုလိုတိုင်းပါနော်ကျွန်တော်တို့မိဘအိမ်ပြန်လို့ရမယ်အာဝေးကွာနေတော့ဝေးကွာနေတဲ့ဘောနော်ဒီသုံးနှစ်ကြုံကြုံရှိပါတော့အားလုံးပဲအိမ်နဲ့ဝေးကွာနေတဲ့သူတွေကိုယ့်အိမ်ကိုလည်းပြန်နိုင်မယ်ပြီးတော့ ဒီအလုံးအခိပညာတက်တည်ပဲဆိုတော့မိမိရဲ့ဝါသနာပါရပြီးတော့မိမိရဲ့တမူဝမ်းကြောင်းမိမိရဲ့အိမ်မက်အတိုင်းဆက်လက်ပြီးအကောင့်ထည့်ပေါ်တော့ဖို့အခွင့်အလမ်းရှိလာမယ်ပေါ့နော်အခုချိန်မှာတော့ကျွန်တော်တော်လည်းပြီးသွားရင်ဘာလုပ်မလဲဆိုတာကိုမစိစားနိုင်သေးဘူးတော်လည်းယူပြီးအောင်ဘယ်လိုလုပ်မလဲဆိုတာကိုပဲကျွန်တော်နေ့တိုင်းစိစားပြီးတော့နေ့စဉ်တိုင်းမှာဒါကျွန်တော်တရားကိုရှေ့ဥတည်ဆူတောင်းပြီးတော့အသက်ရှင်ခွင့်ရမယ်ပြီးတော့ဒီတက်ရှင်တဲ့ကာလမှာဖះဆစ်ဆစ်ပေးတဲ့အလံပြပေးတဲ့အတိုင်းကျွန်တော်ရှေ့ဆက် လျှောက်လှမ်းကြဖို့အတွက်နေတိုင်းကိုတော့တော့ခံယူချက်နဲ့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်။ပြီးတော့တက်တဲ့ခံချင်းစာလေးတစ်ခုပေါ့နော်။ဒီရကြည်အောင်စခန်းသေးတိုက်ပွဲမှာဆိုရင်တောင်ပေါ်ကနေပြီးတော့ဟိုမြေပြန့်ကလေးဒေတာအထိကိုဆစ်တယ်။ဆစ်တဲ့အချိန်မှာကျွန်တော်ဘာမှမပေါ့တော့ဘူး။ဘာမှပေါ့တော့ဆိုတော့ဟိုပါအခြေအနေကကျွန်တော်တို့ဒီကူပေါင်းတက်ဖွဲ့တွေကစီရင်လှူရှားကြမယ်ဆိုတော့ဘလို့လှုပ်ဆောင်မလဲဆိုပြီးတော့သွားကြတာ။ဟိုရောက်တော့ကျွန်တော်တို့မြောက်စီဒီ နဲ့ရန်ကြီးအောင်ကိုတိတ်ပဲဆိုပြီးတော့အစီအစဉ်ဖြစ်လာတယ်။ဖះအစီအစဉ်ပေးလာပြီးတော့နော်ကျွန်တော်တို့ပဲအစီအစဉ်မရှိပေမဲ့ဒါရုပ်ချရဲ့ချင်းမှာအစီအစဉ်တစ်ခုထမြောက်တယ်ဖြစ်လာတယ်။ဟောအဲ့ဒီတော့ကျွန်တော်တို့ဒီ project လက်နက်ကြီးအဖွဲ့အနေနဲ့အားမ ready မဖြစ်သေးဘူးနော်။အဲ့ဒီရောက်တယ်ပထမတည့်ရောက်တယ်။ဘယ်နေ့စနိုင်မလဲအစီဝေးခွန်နိုင်မလဲမသိသေးဘူး။ဘာမှလည်းတိခွင့်မရဘူးနော်ပူပေါင်းနေရများတယ်ဆိုတော့ရန်သူတည်းပေါက်ရောက်မှာဆိုလို့အဲ့ဆိုနှက်ပြန်စမလားမသေးချဘူး။ဟောနှက်ပြန်မိုးချုပ်ခါကနောက်နေ့စမယ်ဆိုတော့ အာငါတို့ဘာမှမလုပ်ရသေးဘူးပေါ့နော်မလုပ်ရသေးဘူးလို့ဆိုပါအာကျွန်တော်ညနေပိုင်းချင်းကိုဒီလက်နဲ့တွေပြန်ဆန်းတယ်ဘုံတွေလိုအပ်တဲ့လောက်ကိုယူတယ်ပြန်ယူရတာပေါ့နော်ဒီချိန်မှာကျွန်တော်တို့အနေနဲ့မတက်နိုင်ဘူးပဲထားဖို့ပုံမှန်ရသစစ်ပွဲတစ်ပွဲမှာအခုထတိုက်ပဲကောက်တိုက်လေတို့ကောက်တိုက်လို့ရတဲ့အနေထားမှာမရှိဘူးကျွန်တော်တို့ကဒီချိန်မှာဖခင်ကျွန်တော်တို့ဆင်ဆင်ပေးတယ်ဘာမှအားငယ်စရာမလိုဘူးကျွန်တော်တို့တိုက်ပွဲသွားတိုင်းကိုဖခင်စီကဆူတောင်းတယ် ကျွန်တော်ဆိုရင်အများအားဖြင့်ပြောနေကျွန်တော်စုမတောက်တက်ဘူးဒါပေမဲ့ကျွန်တော်လှုပ်ချင်တာကိုဖះစီပါပြောတယ်ဖះကလည်းစီစီပေးတယ်အဲ့တော့ကြောင့်ဘာပဲလှုပ်လို့ဖះကိုစုတောင်းပြီးမှလှုပ်ပါဖះရဲ့အကြံဉာဏ်တိုင်းကိုလှုပ်ဆောင်ပါကိုလှုပ်နေတဲ့အရာတွေကကိုရဲ့လှုပ်ချင်တဲ့အလုပ်မဟုတ်ဘူးဖះကခိုင်းနေတဲ့အလုပ်ဖြစ်တယ်ဆိုတာကိုပြောချင်တယ်အဲ့ဒါနဲ့ကျွန်တော်တို့မိုးချုပ်တယ်ပေါ့နော်မိုးချုပ်သွားပြီးတော့နောက်နေ့မနက်မှာကျွန်တော်တို့ရန်သူစခန်းကိုဝိုင်းမယ်ဆိုတော့သွားတယ်ကျွန်တော်လက်နဲ့ကြီးကြီးနေရာချတယ်တက်စိတ်အေးနေရာချတယ်ဒီစခန်းပပတ်လေးမှာနေရာချတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဘယ်ချိန်စပစ်မလဲဆိုတော့ ဟိုကကျွန်တော်တို့ရဲ့ဒီကွန်မန်ဒါကအမိတ်မပေးသေးဘူးအော်အေးစေးစေးပေါ့ဒီရတုစကန်ဝိုင်းထားတယ်ဆိုတော့အေးစေးပဲဆိုတော့ကျွန်တော်နေနေကြတယ်အေးစေးပဲထိုင်နေကြတာအဲ့မှာ40တလုံးအတန်ထွက်လာတယ်ပြစ်လိုက်တယ်အာငါတို့ကောင်တွေတော့စပြီဘယ်ဟုတ်မလို့ရန်သူဘက်ကပြစ်တာအဲ့ကျွန်တော်စီကြတယ်ဝိနာနေကြတယ်ပုံမှန်ဆိုကျွန်တော်တို့လက်7မီတာလောက်နေပဲဝေးတာ40တလုံးက7မီတာလောက်နေဆိုကျွန်တော်အနည်းဆုံးတော့လူ3-5ကတော့ဒဏ်ရာရပါဒါပေမဲ့တယောက်မှထိမသွားဘူးအဲ့အခြေပါနေရာတွေ ပြုပြဲနော်ဒီလိုလေရုပ်ရုပ်ချီးပေါ့နော်ရုပ်ချီးထပြီးတော့ဘယုံဒုက္ခတွေဖြစ်ဖြစ်တရားတွေကောက်ယူပြီးပြက်ပြက်အဲ့ပါပြစ်ဖို့ရည်ရွယ်တဲ့အချိန်မှာကျွန်တော်ပြစ်တစ်ခွေ့မှတာဘူးရန်သူကပြစ်တဲ့ကြီးကမိုးပေါ်မှာရှမ်းတာဒီကောင်းပေါ်မှာပေါ့နော်ဒီကောင်းပေါ်တတောင်တထွားအလောက်လေးနီးနီးလေးမှာကျွန်တော်မောက်ပြီးတော့နေနေရတယ်အဲ့ဒီအချိန်မှာအာဖယောင်းဦးတော့ဆုတောင်းရတာပေါ့နော်ဖယားကယ်မှပဲရတော့မယ်သူတို့ဘက်ကလက်နဲ့ကြီးထုတယ်ပြီးတော့ကြီးစံဆိုရင်မိုးရွာတယ်လို့ပြောရနေတယ် ဘလို့မကိုဘကထပြီးခွင့်မရှိဘူးဒီချိန်မှာတို့အလုံး20လောက်ကိုတို့နားကိုကြတယ်အာတလုံးတလုံးများတော့ကန်ဆိုးလို့ကို့နားကြရင်တော့သေပါပဲဘောနောအဲ့နဲ့ဆုတောင်းရသေးတယ်ရေဆုံးဆုတောင်းပြီးတို့ဒီနေရာမှာနေတော့အဆင်မပြေတော့ဘူးနေရာရှာပဲဘောနောဘာပဲလုပ်လို့ဆုတောင်းတော့ပြီးတော့လုပ်လုပ်နေရတဲ့အချိန်ကာလမှာတို့နောက်ဆုံးရန်သူကြည်မကြောက်ရောက်တဲ့နေရာမှာနေရာယူနိုင်တယ်ပြီးတော့ကို့ရန်သူကိုအနိုင်ယူပြီးတော့ဒီစခန်းတိတ်နိုင်တဲ့အနေထားထိကိုရောက်တယ် အဲ့တော့ကျွန်တော်ခုနကပြောသလိုပဲတက်တက်ခတ်ချင်တာကဘာပဲဖြစ်ဖြစ်ဖရားကိုအားကိုးပါဖရားကိုရှေ့တိုင်းတင်ပါကိုစိတ်ကိုအလုပ်ပဲမတွေ့တဲ့တာဖရားအလုပ်ဖရားရဲ့စိတ်ဖရားကစီစီပေးနေတယ်ဆိုတာကိုကျွန်တော်ဒီရကြီးရောက်စခန်းတိတ်တိုက်ပွဲနေတဲ့တက်တက်ခတ်ချင်တယ်ဖရားကိုကိုးစားပါယုံကြည်ပါရှေ့တိုင်းတင်ပါမိမိကိုမရှေ့တိုင်းတင်ပါနဲ့လို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်